န်15အချိန်မှာမနက်10မောင်းခန့်ရှိလေပြီထိုစဉ်ဘာကြောင့်မှန်းမသိရုတ်တရက်နှင်းတွေတစ်ခွဲခွဲကျလာက လူများအတန်များတကွန်များသည်မှုံဝါးဝါးဖြစ်သွားကြသည်ရှင်များကလပ်အုပ်များပေါ်တွင်စိုက်ထားသည့်အတန်များသည်နှင်းဖြူဖြူများကြားတွင်ပုံမှန်ဒီမှရွေးရှားလျက်ရှိနေကြသည်ပန်းပွင့်များတပင်များဂျိုးဝိုင်းထားသည့်ဆင်းမြင်များကိုလည်းမမြင်ရတော့တန်ခမောင်းမဲမဲနှင့်မြင်မာသောကိုလုံးကိုထက်ရှိသည့်ဒရဝါကြီးများကိုသာမြင်ရတော့သည် ဂန်ကြီးလေးကမ္မမှုအရေးကြီးများတဲ့ဖွယ်ဖြစ်နေသည်။နောက်တော့တိထကခြေစမ်းညီတော့စောစောကမြင်လာရတဲ့အရာတွေဟာမှုံဝါသွားကြတယ်။စောစောကထင်ထင်ရှားရှားမြင်ရတဲ့အရာတွေဟာဘုံတရံတစ်မျိုးကိုဆောင်းသွားကြတယ်။ဒါဟာဝိပဿနာပဲမာယာပဲ။နောက်ပြီးဘာဖြစ်အောင်မလဲမသိသေးဘူး။နေနေပျောက်သွားရင်စင်တွေမြင်းတွေဟာရောင်းပြန်ဆောင်ထိုးတွေဖြစ်ကုန်ကြမလားမသိဘူး။တို့ရရင်ဘာမှမဖြစ်။နေများသည့်ရုတ်တရက်ဝေးဆိုင်လာတဲ့ကဲ့သို့ ယခုချိန်တွင်လည်းရုပ်ကြီးပြောက်ွယ်သွားကြပြီလွမ်းလာနေတကွဥယျာဉ်ရှုခင်းကြီးတစ်ခုလုံးမှာတင်းတင်းရှားရှားမြင်လာရသည်မြေလိုအဖြစ်မျိုးသည်တောင်ပိုင်းရာသီဥတုတွင် ဖြစ်လေဖြစ်တာရှိသည်ကိုကြုတ်တည်ပြီးဖြစ်သည်အထူးသဖြင့်ဘွာရနဒီပြည်တွင်ဖြစ်မြဲဖြစ်သည်ဘွာရမျိုးကိုကြုတ်တို့တောင်ပိုင်းသားတို့ကနှင်းတန်ရဲ့တမျိုးဟုခေါ်ကြသည်ရုတ်တရက်နှင်းမျိုးတို့ဝေးဆိုင်လာကြပြီးနောက်ရုတ်တရက်ကြည်လင်သွားခြင်းဖြစ်သည်ဘွာရယခုလိုပြန်ပွဲခြင်းမှကြဲတယ်တိုက်တိုက်ဆိုင်ဆိုင်ဖြစ်လာခြင်းကမူအံ့ဩစရာကောင်းနေသည် ရိုချိန်မှာနှစ်လေမင်္ဂလာအခါတစ်ခုနှစ်လေတိုက်ဆိုင်နေသည်ဟုကြုံမှတ်မိ၏။ဇပွဲတပွဲအောင်သည့်နှစ်လေအထိမ်းမှလောတိုးသည်မဟုတ်ခမီးတော်တုတ်တော်တနာမင်းကြီး၏မင်္ဂလာ နှစ်ပတ်လေလောဆိုသည်ကုန်မူကြုံကောင်းကောင်းမှမှမိတော်ပြီ။ဒံပွဲများမှာလည်းထိုးထူးဆန်းဆန်းသောပြန်ပွဲများဖြစ်သည်။ကျုပ်ပွဲများမှာရက်ဆက်ကြမ်းကြုတ်သည်ဟုပင်ကျုပ်စိတ်ထဲထင်မိလေသည်။ဥမာအားဖြင့်ကွင်းတောက်တနေရာတွင်နိုင်ငံပိုင်းကိုယ်တော်ဝစ်စင်ထားသောလူတစ်ယောက်သည်ဘဝုံတကောင်ဖြင့်တပ်ပုံနေသည်။ အခြားတနေရာတွင်လည်းလက်ဝှေ့သည်များကလက်ဝှေ့တန်နေကြသည်။ကံအင်းရှိကျိုးဝန်းတစ်ခုလည်းတွင်ဓာချင်းရှင်၍ခုန်နေကြသည်။တနေရာတွင်မိမငယ်တို့သည်ပန်းချင်းပြိုင်ပေါက်နေကြသည်။ပန်းချင်းပြိုင်ပေါက်ပွဲတွင်လည်းပန်းတို့ဖုံးမှု၍တေသူလည်းရှိတတ်ကြောင်းကျုပ်သတိရမိသည်။ရည်တီတို့မှအပြင်ဘက်ကွင်းများတွင်ကျင်းပနေသည့်ပြိုင်ပွဲများဖြစ်သည်။မင်းစိန်ရှိရာတောင်ကုန်းအောက်ခြေတွင်မူအဓိကပြိုင်ပွဲများရှိသည်။ပထမပွဲမှာစင်ချင်းစီထိုးပွဲများဖြစ်သည်။ ဂျင်းဘော်တွင်လိုက်ပါလာသည့်စစ်သူရဲများသည်နှံများဖြင့်တရားကိုတရားထိုးကြသည်နောက်တစ်ပွဲမှာလန်ကိုင်းတရဲများနှင့်စင်တို့၏ထိုးပွဲဖြစ်သည်ကျုပ်သည်ထိုးစင်စီဂျင်းထိုးပွဲမျိုးကိုခင်ကတခါမှမမြင်ဘူးသည့်အတွက်စင်ကြီးများ၏ထူထဲသောအသားအရည်ပေါ်မှညရဲသောသွေးတို့၏ယိုစီးမှုများကိုမြင်ရသည့်အခါတွင်မကြည်ရဲမကြည်ရဲနိုင်လောက်အောင်ဖြစ်နေရသည်ချို့စင်ကြီးမှာနှမောင်းကြီးများကိုမကကြည်ကြည်ကြကြအော်မြည်လျက်မိမိတို့ရန်သူများကိုထိုးအန်းဟုလာရင်မြေပေါ်တွင်ဘုံဘုံလဲကျသွားကြသည် ရှင်များ၏ခြေတွင်ဂဲကြီးများဆွဲထားသည့်တိုင်ထိုပြိုင်ပွဲမျိုးမှာအန္တရာယ်များလာသည်ဟုကျုပ်စိတ်တွင်ထင်မိသည်။ထို့ပြင်အလားတူ မြင်းစီချင်းထိုးပွဲလည်းရှိသေးသည်။သူသောကလဲဆံမွေးတို့ဖွာလန်ကျဲလျက်အမိတွင်ပန်းဖွာတို့ဆွဲထားသောမြင်းချော်ကြီးများပေါ်တွင်ကိုယ်တိုင်ပလာဖြင့်လဲတွင်ပလဲသွဲကြီးများကိုဆွဲကာလန်ကြီးတွေကင်လျက်လိုက်ပါလာကြသောမြင်းစီတွေများကိုလည်းမြင်ရသည်။နောင်တော်တိခရကထိုအရာများကိုချိန်ပေါင်းများစွာမြင်ခဲ့ဘူးသည်ဖြစ်သည့်အလျောက်ဤဝင်နေလေပြီ။ ဒေါက်တော်သစ္စရာသည်ယနေ့၌ပို၍တင့်တယ်သောအတရေကိုဆောင်ရရှိသည်ခေါမောက်ပေါ်တွင်ပလဲတွယ်များသည်အပြာအရင်ဝဲကြလျက်ရှိကြပြီးလယ်တွင်ကြောင်းမဲ့ယတနာတို့စီချဲအပ်သောလယ်ဆွဲတို့ကိုဝတ်ဆင်လျက်ခါတွင်အနီယံကိုကျက်အင်းကြီးဝတ်ဆောင်ကိုဝတ်ဆင်ထားသည်ရှာရင်ဥချွန်သောရွှေရောင်နန်းစင်ခြေနှင်းကိုလည်းစီးထားသေးသည်။ကိုနန်းစင်ခြေနှင်းများမှာရာဇဝင်ရှိကြသောခြေနှင်းများဖြစ်ကြသည်။ကျုပ်တို့ခတ္တရနယ်ဘိုးတော်ဘေးတော်များလက်ထက်က စစ်ထွက်သွားလင်ဂျင်းနေတွင်တန်ဆူးများတက်ဆင်ထားကထိုတန်ဆူးများဖြင့်ရန်သူမင်းတို့ကို ထိုးနှင်းတက်ဖြတ်ကြသည်ဟုဆိုသည်ယခုမူကျုပ်တို့ဂျင်းနေများတွင်တန်ဆူးများမရှိတော့တော့လဲဥချုံများကိုမျိုးထားမြဲထားသေးသည်သူတို့ခတိယမျိုးတွင်ဥချုံဂျင်းနေများကိုသာစီးကွင်ရသည်ကျုံမမူထိုဥချုံဂျင်းနေကိုဝတ်ဆင်ထားသည့်တိုင်ပရမအောင်ဆုံးဂျင်းဝတ်ဆင်ရခြင်းဖြစ်သည့်အတွက်ချော်လဲမိကဲ့သို့ဖြစ်သည့်ဖြစ်မနေ့ကြီးသတိထားနေရသည် နောင်တော်တိထရာကသူ့ကိုဟန်တင့်တယ်ခြင်းကိုသတိပြုမိပုံမရပရိသတ်များသည်သူ့ကိုမြင်လေသတိမထားမိကြဒေသဖြောင်းဆင်းသောအရဲအမောင်းတောင်းတင်းကျင့်လက်သောကိုလူညံသောအသားရေပခုံးတီဝဲကြနေသောရွှေရောင်စပင်များနှင့်လူရွယ်တအုပ်ကိုမြင်ရသည်ဟုပင်တာမန်မြတ်အောက်မေ့ကြလေသည်နောင်တော်သည်ခမဲတော်တုတ်တော်သနာမင်းကြီးကဲ့သို့တည်ငြိမ်စွာရဲလျက်ရှိသည့်တိုင်အခါတရံတွင်ပြိုင်ပွဲကိုအားပေးသည်နှင့်ဩဘာလက်ခုပ်ပေးသည်ဟုကြုံမြင်နိုင်ရသည်အခါတရံတွင်လည်း ကြောက်ဖြူသားလက်ရမ်းမှနေ၍ငုတ်ကြည့်ရင်ကြီးကန်းညီတော်လံကန်တရဲကိုကြည့်လိုက်စမ်းချင်းကြီးဘာမှမတတ်နိုင်တော့ဘူးကျုပ်ကိုလှမ်းပြောလိုက်သည်လံကန်တရဲသည်တွက်လက်ပေါ်ပါစွာဖြင့်ချင်းကြီးလိုက်ထိုးသည်ကိုရှောင်ကားချက်ကောင်းကိုစောင့်နေသည်ခဏကြာလျှင်တွင်ကလံကန်တရဲကိုချင်းကြီးကနှမောင်းဖြင့်ပွတ်ယူကနင်းချေပြစ်လိုက်ပြီဒုခမျိုး၌နောင်တော်သီထရသည်မျက်နှာကိုလဝါးဖြင့်အုပ်လိုက်ပြီးငိုကြွေးဟန်ဖြင့်ခုံးစာများလှုပ်နေသည်ကိုမြင်ရသည်လံကန်တရဲမှလည်း စင်ကြီးခြေဘွားအောက်တွင်သွေးချင်းချင်းနီးသောစက်ကူချက်ကြီးကဲ့သို့ပြားကပ်လျက်ရှိနေပြီ။နောင်တော်သည်မင်းချင်းတို့ကိုခေါ်ကလန်ကန်တရဲ၏မိသားစုများအကြောင်းကိုမေးမြန်းစုံစမ်းခြင်းပြုသည်။လကန်တရဲမှာတောင်ပေါ်ဒေသမှာမိသေးဖုတ်သမားဤတားတယောက်ဖြစ်စီကိုတည်ရသည့်အခါတွင်နောင်တော်သည်ဒိုလန်ခိုင်တရဲ၏ဆွေမျိုးသားချင်းများကိုစောင့်ရှောက်ခြင်းပြုရမှာကြားနေသည်ကိုစဉ်ခရူသည်မှုတန်ကိုကြားရပြီးလျှင်မင်းစင်မန်းနိုင်ပေါ်တို့ရတော်တရားဒေဝီရောက်သည့်အတွက်သူကိုယ်ပိုင်သကုံးတလက်ကိုစိုက်ထူလိုက်သည် တို့တို့အားလုံးဒီရေတော်တရားရှိရတော့မတိမတာလှမ်းကြည့်လိုက်သည်ထိုခေတ်ကမိမပြိုတူဦးအားယောက်ျားပြိုတူဦးကစိုးကနဲ့ဆက်ကနဲ့လှဲ့ကြည့်ခြင်းသည်ရိုင်းပြတော့အမှုအရာဖြစ်သည်ဟုယူဆသည့်အလျောက်ထို့သို့မတိမတာစောင်းငယ်ကြည့်ခြင်းဖြစ်သည်ရေတော်တရားဒေဝီအလှထံရေတော်တရား၏အပြုံးကကျုပ်ကိုပို၍ကြေကွဲဖြာဝေဖြစ်စေကြောင်းကျုပ်ဝန်ခံလိုသည်ထိုအချိန်ကရေတော်တရားသည်မျက်နာပဝါကိုလှက်ထားကအေးတွယ်သည့်ခြေတော်များကို ရွှေပြားပပလေးဖြင့်ဖုံးအုပ်ထားပြီး ဘေးတစ်ဖက်တစ်ချက်တွင်ရွှေညှက်ကလေးများဖြင့်တွဲညှက်ထားသည်သူဝတ်ထားသောဝတ်စုံမှာအယောင်၃မျိုးဖြင့်ရက်ထားသည့်တိုင်းကြဖြင့်ပစ္စည်းဝတ်စုံဖြစ်လျက်ကြောင်မြရတနာတို့စီချက်ထားသည့်ခါးစီကိုခါးရင်စီကရင်းမွားနှစုံတွင်မူပန်းပြောက်ပန်းပွင့်တို့ရေးချေထားသည့်ရွှေခွက်ရေးစီများဖြင့်ဖုံးထားသည်တွေ့ရရင်ကျုံအံအားအတင်ဆုံးမှာသူ့အပြုံးနှင့်ခေါင်းထဲမန်နိုင်အစာပန်ထားသောပန်းပွင့်ကလေးတစ်ဝင်ဖြစ်သည် ။နာနောဣဒရနှင့်တုံနန္ဒရီတို့သည်ရတောတရားဒေဝီအင်းကြီးတို့သွား၍နှုတ်ဆက်ကြသည်။ကျုပ်အာယုံသည်သူ့အပြုံးစီမှသူ့မျက်လုံးစီသို့ရောက်သွားကြသည်။ရတောတရား၏မျက်လုံးများသည်ကျုပ်တို့ခတ္တိယမျိုးနှင့်မျိုးသမီးများ၏မျက်လုံးများထက်ပို၍နတ်မောင်သည်ကိုတွေ့ရသည်။ရတောတရားသည်သူ့မျက်လုံးများကိုငွေပြားရောင်ခြေသထားသည်ကိုကျုပ်သတိပြုမိသည်။ဒီနေ့လေးတင်ပွဲမှာရတောတရားဒေဝီကိုဘယ်သူရမယ်ထင်တယ်လဲဟုဒေဝရကကြုံနာကပ်၍ခတ်တိုးတိုးမေးလိုက်သည် ရေအရင်ဒေဝရသည်နောက်ပြန်ကြည့်ဆဲခြင်းဖြစ်သည့်အတွက်ကျုပ်ကလည်းအမှုမဲ့မှတ်မှိုက်တာနေလိုက်သည်။ဗျံပွဲများကပြီးဆုံးကနီးလာပြီ။ခြေတော်များသည်ချိုချင်ခဲပွဲများယူလာကြပြီ။အချို့ရန်ရွေတော်များမှပြန်ပွဲသို့ဒေတော်ရဒေဝီရောက်လာသည့်အကြောင်းကိုယခုမှပင်သိရှိရသည့်အတွက်သူတို့အချင်းချင်းတဝူးကိုတဝူးတိုးတိုးပြောလျက်ရှိကြသည်။ထို့စဉ်ကျုပ်တို့မင်းစင်အောက်ရှိပရိသတ်စီမှခက်ကြိတ်ကြိတ်ဩဘာသံများကြားလိုက်ရသည့်ဖြင့်အောက်သို့ကျုပ်နှမ်းကြည့်လိုက်သည်။ ကျင်းမြောင်းလှသည့်ခြံကလေးတွေတွင်ကျွေးရိုင်းတစ်ကောင်ကိုလှောင်ထားရမှထွက်လိုက်သည့်အခါတွင်ကျွဲသည့်တဟုန်ထိုးထွက်ပြေးလာသည်ကိုမြင်လိုက်ရသည်ခြံနှင့်မလန်းမကန်းတွင်ဘူးလူတစ်ယောက်သည်လက်မြောင်းတစ်ချောင်းကိုကင်၍ဒူးထောက်ကအစင်သစ်ဆောင်နေသည်ကျွေးရိုင်းသည်လူကိုမြင်သည်နှင့်ဖုံတစ်ထောင်းထောင်းထောက်အောင်ခွားကိုရှက်လိုက်ပြီးနောက်ထိုင်ဆောင်နေသောလူငယ်ကလေးစီသို့တဟုန်ထိုးပြေးလာခဲ့သည်လူငယ်ကမူသူ့နေရာမှပင်မလုံမချက်ထိုင်မြဲထိုင်နေသည်ကျွေးရိုးကြီးသည်တဟုန်သည့်ထိုးပြေးလာကလူငယ်ကိုကြိုးဖြစ်ပင့်ကခတ်လိုက်လေသည် လူရည်သည်တိမ်ချောင်ပေးပြီးကျွဲဤလေးမျိုးကိုဓာဖြင့်တအားဆိုက်ချလိုက်သည်ခဏကြာလျှင်လူရည်သည်သွေးတန်ရရဖြင့်ဓမြောင်ကိုကင်မြောင်းပြလိုက်သည်ကွင်းပြင်ထဲမှထွက်လာသည်ဒုနေ့မှရာသီဥတုတာယာသည့်ဤသည့်နေ့ဖြစ်သည်ကျုပ်နေထိုင်ရာမင်းစင်မန်တပ်မှဝေးသည့်ဖြင့်မြင်ကွင်းကိုကောင်းစွာမြင်ရသည်နောင်တော်သည်ငယ်စဉ်တောင်ကြီးဘွာတဲကပင်သွေးတန်ရရကိုနှလုံးနာသူဖြစ်သည်နောင်တော်ဖွားပြီးနောက်မကြာမီမှပင်ငွေလင်ပန်းတစ်ချက်ကိုနောင်တော်ရှိသူချပြကြသည်ဟုဆို၏ ။ဝေလင်ပန်းတဲတွင်မမြောင်များလက်ဝတ်တန်းစားများဝါပတိစေများမင်းမြောက်တစားများနှင့်ဘရင်တို့စောင်းလေရှိသောတင်းကျစ်တော်စသည်တို့ထဲထားသည်ဟုဆိုသည်။နောင်တော်အားထိုအရာများနှင့်ကစားရန်ပေးသည့်အခါတွင်နောင်တော်သည်ထိုအရာများကိုလက်ဖြင့်ပင်တို့ထီခြင်းမပြုဟုကြုတ်ကြားဘူးသည်။နောင်တော်သည်မိန်းကလေးတို့ဆွဲသည့်ပလဲပတိတကုံးကိုကောက်ယူမိဟုလက်တဝဲဝဲလေးလှုပ်သေးတော်လဲထိုအရာကိုလည်းလက်ဖြင့်ပင်ထိတို့ခြင်းမပြုတော့ဘဲ ောက်ဆုံးတွင်ငွေလင်ပန်းတစ်ချက်လုံးကိုကောက်ယူ၍တွန်ပြစ်လိုက်သည်ဟုကြုတ်ကြားမှုသည်ယခုပွဲတွင်လည်းနောင်တော်သည်ထိုပြန်ပွဲများကိုဖုံးကြံရှိ၍သာကြည့်နေရသည့်တိုင်များစွာနှစ်ချိုက်ပျော်ရွှင်ခြင်းရှိပုံမရနောင်တော်သည်ကွင်းပြင်ထဲတွင်ကြွေရိုင်းများဆင်များနှင့်ဂျင်းမြိုင်တပ်ပုံနေကြသောမြန်ကန်တရဲများကိုကြည်ညီဆိုယုံသာမျှကြည့်သည်ကျုပ်တို့ထံအမွေနန္တာရေတို့လာရောက်ဆက်တာကြသည့်စေတော်တို့ကိုကြည်တဲ့ကဲ့သို့တာမန်ဖြစ်သောကြည်ချင်းမျိုးဖြစ်တာကြည်နေသည် ော်တော်တရားတွေကတော်တော်အံ့ဩဖို့ကောင်းတဲ့အမျိုးသမီးပဲကြီးတော့သူ့ကိုကြည့်ရတာနည်းနည်းလေးမှအင်္ဂလိပ်မပြတ်ချင်းရှိဘူးဘုကိုကြည့်တဲ့အခါမှာလဲမလိမ့်မင်းသားတွေကိုကြည့်သလိုရဲရဲရင်ရင်ကြည့်တာပဲဒီလိုကြည့်တဲ့အောင်အကျင့်ရခဲ့ဟန်တူတယ်ဘုဒ္ဓရေနန်းတော်ထဲမှာကြည့်ရင်အားလုံးဟာစိတ်ဝင်စားစရာကောင်းတဲ့ဒရဝါတွေသို့မဟုတ်ရင်လဲအားလုံးဟာစိတ်ဝင်စားစရာမကောင်းတဲ့ဒရဝါတွေအဖြစ်အမျိုးတွေပဲကြည့်တဲ့အောင်တွင်ပေးကြတယ်ချင်းတယ်ဒီလိုကြည့်ရတာတဲပြီးမျိုးကိုစရာကောင်းပေတာပဲညီတော်ရဲ့ တကယ်ကတော့လူတွေဟာပြောတဲ့တည်းကတူမှ မတူကြတာခလားဗရမတကိုတွားရလမ်းမှာလဲကိုနီးနဲ့ကိုကိုလမ်းနဲ့ကိုတွားကြတာပဲဟုတ်လားဒီတော့မတူတဲ့လူတွေကိုမတူတဲ့အမြင်နဲ့ကြည့်မှသာလေမှန်ပေမပေါ့နောက်တော့ဒီတက်ပြင်းချလိုက်ပြီပြန်ပွဲများမှာပြီးဆုံးကနီးလေပြီနောက်ထပ်ပြန်ပွဲအနေငယ်မျှတာကြံတော့သည်နောက်နောက်တွင်မူမင်းကြီးမင်းသားများကြီးရှင်ပြရန်အတွက်ချက်ပေးခရုသွင်းတံကိုကြားရသည်ကျော်တော်ဒီစားတောက်ပွဲတွင်စားကိုအနေငယ်မျှတာစားတောက်ထားကြသည် ။ဒုံထင်တွင်ဒုံနန္ဒရာသည်နိုင်ငံများဆိတ်လုံရှားနေဟန်ရှိပြီးမကြာခဏဆိုးသလိုပင်ရတော်တရားရှိရသူလမ်းမျောကြည့်တတ်သည်ကိုမြင်နေရသည်။တို့များမကတဲပြီးလှပေးတာပဲတဲပြီးကြက်တည်းရှိပေးတာပဲဟုပါဇက်မှာတွတ်တွတ်ရွတ်ဆိုနေသည်ဖြင့်ကျုပ်ကကျုပ်သားဖြင့်သူ့လက်ကောက်ဝတ်ကိုနာနာကလေးရိုက်၍တရိပ်ပေးလိုက်သည့်အခါတွင်မှရက်သွားတော်သည်။ဘာဖြစ်လို့လက်ကောက်ဝတ်ကိုရိုက်ရတာလဲ။မျိုးလုံးများကိုရတော်တရားထမ်းမှလွှဲဖယ်ခြင်းမပြုဘဲကျုပ်ကိုမေးသည်။မတော်လို့ခိုင်းမိသွားတာပါဗျာ။ ဒါပေမဲ့နောက်မှတော့ဒီလိုငန်းမရတဲ့မျက်နှာနဲ့သိမကြည့်နဲ့ဗျ။ကြည်ရင်ဒီလိုပဲမတော်တဆချိတ်မိတာတွေဖြစ်ချင်ဖြစ်အောင်ပါ။ကျုပ်ကထိုတို့ပြောလိုက်သည့်အခါတွင်ဒုံန္ဒရသည်စိတ်ဆိုးရမည်စားချက်အံ့အံ့ဖြင့်ကျုပ်ကိုလည်းသူကရင်းမဆိုင်ပါဘူးဗျ။ဟုတ်ခတ်တိုးတိုးပြောသည်။